င်္ဂလာပါရှင်။2025ခုနှစ်စက်တင်ဘာလ28ရက်နေ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မှုမှုပါရှင်။ဝိုင်းမော်မြို့နယ်လမြန်ကျေးရွာကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စင်ကြောင်းပါခမရ338တဲ့ရင်မူဒုတိယဗိုလ်မှူးကြီးဒန်ယာရီနဲ့တေဆုံသွားခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်လွတ်မြောက်ရေးအင်ဖြူရော်ရှိမှဆန္ဒထုတ်ဖော်ခဲ့ကြပါရယ်ရှင်။တဲကုံမြို့နယ်မှာကျေးရွာတွေကိုမိရှို့နေတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုမှာစစ်သား2ဦးတေဆုံသွားပါတယ်။ အာနာသိစစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ဒေသခံပြည်သူ9ဦးထပ်မံတေဆုံးခဲ့ရပါတယ်ရှင်။ဒဇယ်မြို့နယ်ကန်ထူးမကျေးရွာမှာရှိတဲ့စီဆိုင်နဲ့စားတောက်ဆိုင်ကိုလေရင်နဲ့စစ်တပ်ကဘုံကျဲမှုမှာကိုဝင်ဆောင်အမျိုးသမီးအပါအဝင်တေဆုံးသူ10ဦးကျော်လာပြီးတော့ဒဏ်ရာရရှိသူတွေလည်းထပ်မံတေဆုံးတယ်လို့သိရပါတယ်။ မြစ်ကြီးနားမှာကိုရန်ចောင်းသားကိုဓမြတိုက်သူကိုဝိုင်းဝန်းဖန်ဆီးမိလိုက်ပါရရှင်ဒီသတင်းနဲ့အတူဒီကနေ့ညနေခင်းရဲ့ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပြမဆောင်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်ဝိုင်းမော်မြို့နယ်လျှံမြန်ကျေးရွာကိုထိုးစစ်ဆင်လာတဲ့စစ်တပ်စစ်ကြောင်းမှခမရ318တရင်မှုဒုတိယဗိုလ်မှူးကြီးမှတိုက်ပွဲအတွင်းကရရှိတဲ့ဒဏ်ရာကြောင့်တေဆုံသွားကြောင်း KIA စစ်ရေးသတင်းမြစ်ကပြောပါရယ်ဂျမန်နေ့စက်တင်ဘာ26ရက်နေ့မှာဝိုင်းမော်မြို့နယ်လျှံမြန်ကျေးရွာမှာ KIA တပ်နဲ့ စစ်တပ်အကြတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါရယ်အရီတိုက်ပွဲအတွင်းမှာတနိုင်းမြို့နယ်အခြေဆိုင်ခမရ318မှတရင်မူဒုတိယဘုံမူကြီးမှာဒဏ်ရာရရှိခဲ့တာဖြစ်ပါရယ်အရီဒဏ်ရာရရှိတဲ့တရင်မူကိုစေကူတာပေးနိုင်ရေးမြစ်ကြီးနာမြို့ကိုပြန်လည်တည်ဆောင်လာစဉ်မှာလန်ခီမှာတည်ဆုံသွားတာလို့သိရပါရယ်ဝိုင်းမော်လမြန်ရွာတိုက်ပွဲမှာတနိုင်းမြို့နယ်အခြေဆိုင် ခမရ318မှာတရင်မူပြင်းထန်တံရရပါတယ် ဲ့ဒါမြစ်ကြီးနောက်ကိုကားနဲ့တဲသွားရင်မှလမ်းမှာပဲတည်ဆုံသွားတယ်လို့ KIA စစ်ရေးသတင်းမြစ်ကပြောပါတယ် KIA ပူပေါင်းတပ်ဖွဲ့တွေက2024ခုနှစ်မတ်လကစပြီးတော့ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီ gate scan တွေကိုထိုးစစ်ဆင်သိမ်းပိုက်ခဲ့ရမှာခလာယာ58တပ်ဝူယန်ပြည်သူစစ်စခန်းမြို့မရဲစခန်းကလွှဲပြီးတော့ဝိုင်းမော်မြို့နယ်အတွင်းမှာရှိတဲ့စစ်စခန်းတွေအားလုံးကိုသိမ်းပိုက်ခဲ့တာပါ KIA တင်ပိုက်ခဲ့တဲ့စစ်စခန်းတွေမှာလမ်းမြန်ဒေတာနဲ့ဝူယန်တလျှောက်ကစစ်စခန်းတွေလည်းပါဝင်တယ်လို့သိရပါဗျ။စစ်တပ်ကရခိုင် of color 20ရက်ကြော်မှာစပြီးတော့လမ်းမြန်ဒေတာကိုထိုးစစ်ဆင်လာကြောင်းအဲ့လိုထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းတောက်လျှောက်ဆူသလိုစစ်တပ်ကပြစ်ခတ်တိုက်ခိုက်တယ်လို့သိရပါဗျ။ဒီဘက်ကထိုးစစ်မဆင်ခင်စစ်တပ်ကအင်အားတွေဖြစ်ပြီးတော့သူတို့စခန်းတွေပြန်ရဖို့ထိုးစစ်ဆင်လာတာ ခလာယ58နဲ့ဝီယန်စခန်းဂိတ်တွေမှာသူတို့အင်အားတွေထောက်လျှောက်ဖြည့်တယ်။အဓိကဝိုင်းမော်အသိန်းခံရမှာကြောက်တာအင်အားတိုးပြီးတော့ချလာတယ်။အဓိကလက်မြန်ကိုသူတို့ပြန်သိမ်းချင်တော့ထိုးစစ်စင်နေတာဝိုင်းမော်ဘက်ကိုထိုးစစ်မစင်ခင်သူတို့လက်ဦးအောင်တိုက်တာလို့ပြောလို့ရတယ်လို့ခရိုင်စစ်ရေးတရင်မြေကပြောပါတယ်စစ်တပ်ကထိုးစစ်စင်ချင်းရဲ့ရည်ရွယ်ချက်ကဝိုင်းမော်မြို့နယ်မှာရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ရည်ရွယ်ချက်ရှိပုံရကြောင်း ဘိုင်းမော်ဘက်ကိုစစ်တပ်ကစစ်အင်အားတွေဖြစ်တင်ရမှာစစ်မှုထမ်းတပ်သားတစ်တွေအများပြားပါဝင်နေတာကိုလည်းတွေ့ရကြောင်း KIA စစ်ရေးတရင်မြေကရှင်းပြပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြံဖတ်စစ်တပ်ကဖမ်းဆီးထားတဲ့အမေဒေါ်အောင်ဆန်းစုကြည်လူမျိုးရေးအတွက်အမေရိကန်ညောင်မြန်မာပြည်ပွားအချို့ကစက်တင်ဘာ26ရက်နေ့မှာဝါရှင်တန် DC မြို့အမေရိကန်သမ္မတအင်ဖြူရောဖြစ်တဲ့အင်ဖြူရောရှိမှာဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အမေစုမြမပြည်မှာမတရားဖမ်းဆီးချုံနှောင်ခံထားရတာ၅နှစ်ပြည့်တော့မယ်။တမ်းမာရေးအခြေအနေကလည်းစိုးရိမ်ရတဲ့အနေအထားမှာရှိတယ်။ဒါကြောင့်အမေစုလွတ်မြောက်ရေးအတွက်အင်ဖြူရော်ရှိမှဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ဆန္ဒပြပွဲမှာဦးဆောင်သူတွေထဲမှတအူးဖြစ်တဲ့ဒေါက်တာထွန်းဝေကပြောပါရယ်။ American အစိုးရအနေနဲ့မြမပြည်အရေးကိုပုံမအာယုံဆိုင်လာစေရနဲ့မြမအရေးကိုနိုင်ငံတကာကပုံမသိရှိလာစေရန်အတွက်အင်ဖြူရော်ရှိမှဆန္ဒ ဖော်ထုတ်ခဲ့ကြတာဖြစ်တယ်လို့ဆန္ဒပြပွဲကိုဥဆောင်သူတချို့ကလည်းဆိုပါတယ်။သမရထရန်တက်လာပြီးတဲ့နောက်မှာမြန်မာပြည်ပွားတွေအနေနဲ့ပထမဆုံးအကြိမ်အင်ဖြူရိုရှိမှာဆန္ဒဖော်ထုတ်ခဲ့ကြတာလည်းဖြစ်ပါရဲ့ရှင်။ ပဲခူးတိုင်းတွေကသတင်းနဲ့ဆက်ချင်ပါတယ်ပဲခူးတိုင်းပြည်ခရိုင်တဲကုန်းမြို့နယ်မှာတိရွာတွေကိုမီးရှို့နေတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်သား၂ဦးသေဆုံးခဲ့ကြောင်းပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်3601တရင်စစ်ထောက်လန်ရင်နဲ့သတင်းပြန်ကြားရေးတာဝန်ခံရဲဘော်ရှယ်ရိုကပြောပါတယ်စတိမာ24ရက်နေ့နနက်9:30အချိန်မှာတဲကုံမြို့နယ်တင့်နီတော်အုပ်စုပန်းမင်ကုံကျေးရွာ အောင်စီတာရက်ကွက်တစ်ကိုမီးရှို့ပြီးတော့ပြန်လာတဲ့ဆိုင်ကယ်၁၄စီးပါတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရာမှာစစ်သား၂ဦးသေဆုံးပြီး၂ဦးဒဏ်ရာရရှိခဲ့တာလို့ဆိုပါရတယ်။အဲ့ဒီတိုက်ခိုက်မှုတွင်မှာအကြံဖတ်စစ်ကောင်စီတပ်ကလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ပေမဲ့တော်လန်ရေးတပ်ဖွဲ့တွေအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါဗျ။ တော်လိုင်းရေးတပ်ဖွဲ့တွေရဲ့မိုင်းဆွဲတိုက်ခိုက်မှုကြောင့်တေဆုံသွားတဲ့စစ်သားအလောင်းနဲ့ဒဏ်ရာရရှိသူတွေကိုတဲကုန်းမြို့ဘက်မှကားနဲ့လာရောက်တဲဆောင်သွားပြီးတော့ရွှေတောင်မြို့ကရင်တရားစင်းရုံကိုပို့ဆောင်လိုက်တယ်လို့သိရပါဗျ။အရိတိုက်ခိုက်မှုကိုဗျူဟာ21ကုတ်ကဲမှုအောက်မှာရှိတဲ့3601တက်ရင်တက်ခွဲကရဲဘော်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအထိကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါရဲ့ရှင်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့စစ်ရေးအရှိန်မြင့်တင်လာပြီးဖြစ်တာကြောင့်ပြည်သူတွေအနေနဲ့အတန်းဖတ်စစ်ကောင်စီအထိုင်စခန်းစစ်စေရေးဂိတ်စခန်းတွေကိုရှောင်ကွင်းသွားလာကြပါရန်တော်လှန်ရေးတပ်ဖွဲ့တွေကတတိပေးထားပါရရှင်။စကိုင်းတိုင်းထဲမှာတော့စကိုင်းတိုင်းတစဲမြို့နယ်ထဲကကန်ထူးမရွာကိုစက်တင်ဘာ26ရက်နေ့မနက်က အကြံဖတ်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်လို့ပြည်သူ9ဦးထပ်မင်းနဲ့တေဆုံးနိုင်ပြီး15ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိတယ်လို့ဒေသတွင်သတင်းမြစ်တွေကပြောပါရယ်။အာနာဒိတ်စစ်တပ်ကလေကြောင်းကနေကန်ထူမရွာကစားတောက်ဆိုင်နဲ့တက်စီဆိုင်ကိုအဓိကထားပြီးတော့ဘုံကျဲတိုက်ခိုက်တာကြောင့်ဆိုင်ဝင်တန်းတွေနဲ့အရက်သားတွေထိခိုက်တေဆုံးမှုတွေများတယ်လို့သိရပါရယ်။တေဆုံးက9ယောက်ထပ်တိုးနိုင်နေထိခိုက်ဒဏ်ရာရတာလက်ရှိ73ယောက်ရှိတယ်။ ါကအလွန်ဆိုးဆိုးဝါးဝါထိခိုက်တာတွေကိုပြောတာတာမန်ထိခိုက်မှုတွေကအရမ်းများတယ်လို့ဒေတာကန်တဝူကပြောပါတယ်ကတူမရွာမှာတော်လန်ရေးတက်တွေရှိတဲ့အထင်နဲ့ပုံကျဲတာဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောဆိုနေကြပြီးထိခိုက်တံရရသူတွေဆေးဝါးအကူအညီလိုအပ်နေတယ်လို့လည်းသိရပါဗျ။ထိတာကတော့အရက်သားတွေကြီးပဲဆေးဝါးဝယ်မရဘူးဖြစ်နေတယ်။စီဆိုင်ထဲကဝန်ထမ်းကလေးတွေတချို့ဆိုမိလောင်တံရနဲ့အတော်ဒုက္ခရောက်နေတယ်။ အရက်သားတွေပဲဥတီပစ်နေတာလို့နောက်ထပ်ဒေတာကန်တုံကလည်းပြောပါတယ်လက်တလောမှာမီးလောင်ပျက်စီးသွားတဲ့အဆောက်အုံတွေကိုရှင်းလင်းနေကြတယ်လို့သိရပြီး2024ခုနှစ်မှာကန်ထူးမရွာနယ်မြေရဲစခန်းကိုဒေါ်လာရေးတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာမျိုးရှိပြီးအဲ့ဒီကလေးကစစ်တပ်ကပြန်လည်တိုက်ခိုက်သိမ်းပိုက်တာမျိုးမရှိဘဲအရက်သားပြည်သူတွေကိုဒါလေချောင်းနဲ့ဘုံကျဲနေတယ်လို့ဒေသတွင်သတင်းရင်းမြစ်တွေထံကနေသိရပါရရှင်။ နောက်ဆုံးသတင်းတပုတ်အနေနဲ့ကချင်ပြည်နယ်မြစ်ကြီးနားမြို့အေဒီနဲ့ဂပူရန်ကျားမှာကိုရန်ကျောင်းသားတအုပ်ကိုဓမြတိုက်သူကိုပြည်သူတွေကဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ဒေသပြည်သူတွေကပြောပါတယ်ယမန်နေ့စက်တင်ဘာ26ရက်နေ့နေ့လယ်12နာရီဝန်းကျင်အချိန်မှာမြစ်ကြီးနာမျိုးအေဒင်နဲ့ဂပူရန်လမ်းကြားမှာကိုရန်ကျောင်းသားတအုပ်ကိုတပြားတိုက်နေစဉ်မှာဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့တာပါ။ အဲ့ဒီကိုရန်ចောင်းသားကိုဓမြတိုက်သူနှစ်ဦးအနက်တဦးကိုသာဖမ်းမိခဲ့ပြီးတော့တဦးမှာထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့ကလည်းမြစ်ကြီးနားမြို့စီတာပူရက်ကွက်မှာရှိတဲ့အမျိုးသမီးဘော်ရာဆောင်ကိုတနက်ကင်ဆောင်ကဓမြတိုက်ပြီးတော့အမျိုးသမီးတွေကိုမဖွဲမရပြုတ်လုခဲ့တဲ့စစ်သားတဦးကိုလည်းပြည်သူတွေကဝိုင်းဝန်းဖမ်းဆီးခဲ့ပါသေးတယ်ရှင်။ မြေကြီးနာမြို့မှာခိုးဆိုးလူနိုင်လူသက်မှုများနေ့စဉ်ဒီပါဖြစ်ပေါ်နေပြီးတော့စစ်တပ်တပ်ဖွဲ့တွေပါပါဝင်လှုပ်ဆောင်နေတယ်လို့ဒေတာခန်တွေကပြောပါတယ်ပြီးခဲ့တဲ့စက်တင်ဘာ9ရက်နေ့ညနေပိုင်းကလည်းမြစ်ကြီးနားမြို့ကချင်စုရပ်ကွက်မှာရှိတဲ့နေအိမ်တလုံးကိုဓမြဝင်တိုက်တဲ့လူငယ်6ဦးအနက်မှာ၄ဦးကိုရပ်ကွက်နေပြည်သူတွေကဖမ်းဆီးရမိခဲ့ပါသေးတယ်ရှင်။ ီကနေ့ညနေခင်းရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးဆရာနာရှင်စနစ်စိုးလောက်ကနေအများဆုံးလွတ်မြောက်ကြပါစေရှင်